တခါတော့ရွာတွေ့အောင်မှာဖိုးတို့ကတယောက်တည်းထီးကြံသွားနေထိုင်နေတယ်။တနေ့မှာတော့ဖိုးဟာသူ့သားတွေ၊သူ့ချွေးမတွေ၊သူ့မြေးလေးတွေကိုတရီရတာနဲ့သူတို့ရှိတဲ့ရွာတွေကိုထွက်လာခဲ့တယ်။အဖိုးရဲ့သားနဲ့ချွေးမနေထိုင်တဲ့ရွာဟာအရန်ကိုအလံဝေပါတယ်။ဒါပေမဲ့သားတွေ၊ချွေးမတွေ၊မြေးလေးတွေကိုတွေ့ကျင်တဲ့အဖိုးဟာမျောလင့်ချက်အပြေဝါနဲ့ခီးရှည်ကြီးကိုဖျက်ဆီးလာခဲ့တယ်။နောက်ဆုံးမှာတော့ဖိုးဟာသူ့သားတွေ၊သူ့ချွေးမတွေရှိတဲ့အိမ်ကိုဆိုက်ဆိုက်မဲမဲရောက်လာခဲ့တယ်။ ်အဖိုးအယောင်ချင်းမှာတော့တားပြစ်သူတို့မိသားစုအားဝမ်းပန်းတသာခီးဥကြိုပြူကြတယ်ကြိုးဆိုကြတယ်ပြီးတော့အဖိုးကိုအိမ်ဦးကမ်းမှာနေရာပေးထားတယ်ဒီလိုနဲ့အဖိုးကသူ့သားရဲ့မိသားစုနဲ့အတူတူနေထိုင်ရင်တပတ်တီတီကြာလာခဲ့တယ်နေတိုင်းနေတိုင်းမိသားစုထမင်းဝိုင်းမှာအတူတူထိုင်ပြီးထမင်းစားကြတယ်အဖိုးဟာတက်ကြီးပြီဆိုတော့သူ့ရဲ့မျက်လုံးတွေကမှုန်ကြီးနေတယ်အဖိုးရဲ့လက်တွေကလည်းအသက်အရွယ်ကြောင့်တုံရင်းနေခဲ့တယ် ဒါကြောင့်တခါတလေမှာဇုံးတဲ့ခရင်တွေကိုကင်နေလွတ်ကြတာရှိသလိုတခါတလေမှာလည်းပကံနေရထမင်းနေရပေးနာကိုဖိလို့ဖိကျမ်းမြေမောကိုကြားလို့ကြားနေပေးပွားနေတာပေါ့ဒီလိုနဲ့ရက်တီကြာလာတဲ့အခါသားဖြစ်သူနဲ့ချွေးမတို့ဟာအဖိုးကိုညူဆူးလာကြတယ်။ဒီမခံနိုင်ဖြစ်လာကြတယ်။ဒါနဲ့သားနဲ့ချွေးမတိုင်ပင်ကြတယ်။ဖီယာထမင်းစားတဲ့အခါဟိုဘိတ်ဒီဘိတ်နဲ့တော်တော်ညက်ပတ်တယ်။ကျမတို့စားရတာအဆင်မပြေတော့ဘူး။ ပြီးတော့ထမင်းစားရင်လည်းသွားမရှိတဲ့ပါဇက်ကြီးနဲ့ဝါးဝါးနေတာပလက်ပလက်နဲ့ကျမတို့အယမ်းယွန်တာပဲမိဖို့ကြောင့်ရဲ့ကျမ်းမြင်မှာလည်းထမင်းနေကြပြီးအများအားရှုပ်ပွားနေတယ်ဒီတော့ကျမတို့တခုခုလိုရအောင်လို့မိမဖြစ်သူကသူ့ရဲ့ယောက်ျားကိုတိုင်မင်းနေဒီလိုနဲ့သားနဲ့ထွေးမှာတိုင်မင်းလိုက်ပြီးအဖို့ကိုထမင်းတဝိုင်းနဲ့မှတူစားခွင့်မပေးတော့ဘူးခန်းတောက်မှာရှိတဲ့သပွဲကုံသေးသေးလေးနဲ့ပဲကျွေးတော့တယ် ပြီးတော့အဖိုးရဲ့လက်ဟာတုံရင်းနေတဲ့အတွက်ကျွေးပကန်းအင်းနဲ့ကျွေးတဲ့အခါမကြာခဏကြာခွဲတတ်တာကြောင့်တားပြတ်သူကတစ်သားခွက်လေးတစ်ခုလုပ်ပြီးအဖိုးကိုတည်တံ့ကျွေးရဲ့ဒီချင်းအားစပြီးအဖိုးဟာခန်းထောင်မှာပဲတိတ်ဆိတ်စွာထမင်းစားရရှာတယ်။တခါတခါတားပြတ်သူနဲ့ကျွေးမဖြစ်သူရဲ့ဒေါသတကြီးစုပူချိန်ပေါင်းတာကိုလည်းခံရတတ်ပါသေးတယ်။ဒီလိုနဲ့တနေ့မှာတော့ဖိုးရဲ့မိလေးကအိမ်ရှိမှာထိုင်ပြီးတစုံတစ်ခုကိုစိတ်ဝင်စားလုပ်နေတယ်။ဒါဟုတ်ဖိုးရဲ့သားဖြစ်သူအမြင်နဲ့က သူ့ရဲ့သားကိုလှမ်းမေးလိုက်တယ်။ငါသားဘာတွေလုပ်နေတာလဲကွာငြိမ်လို့ပါပဲ။ဒီခါမှာဖိုးဖိုးရဲ့မြေလျာသူ့ရဲ့ဖေကိုဒီလိုပြန်ဖြေခဲ့တယ်။ဒါကတေသားွက်လေးတစ်ခုလုပ်နေတာပါဖေ။ပြီးလာတဲ့အခါဖိုးဖိုးကိုအဖေတို့အမေတို့ကြွေးသလိုပဲ။ဒါလည်းဖေတို့အမေတို့အသက်ကြီးလာတဲ့အခါဒီတေသားွက်လေးနဲ့ကြွေးမလို့ပါလို့ပြန်ဖြေခဲ့ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အဖိုးဖိုးရဲ့သားနဲ့ကြွေးမဖြစ်သူကအယံကိုတုံလုံးသွားတယ်။သူတို့ဟာဘာစကားတစ်ခုမှမပြောနိုင်ကြတော့ဘူး။ ပြီးတော့သူတို့ရဲ့မျက်ဝန်းနေရာနေလဲမျက်ရည်တွေလိုလိုစီကြလာတယ်။ဘာကြောင့်လဲဆိုတော့အဖိုးအဖော်သူတို့လုတ်ခဲ့တာအရန်ကိုမာသွားပြီဆိုတာသူတို့နားလေလိုက်တာကြောင့်ပါ။ဒါနဲ့ချွေးမအိမ်ထဲကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့အဖိုးကသူတို့ကိုတိတ်ဆိတ်စွာငေးကြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်။ပုံမြင်လေးကတော့ဒါလောက်ပါပဲ။ကျွန်တော်တို့ကပုံမြင်တဲ့အဖိုးလိုတနေ့မှတေချာပေါအူမင်းကြရမယ်အသက်ကြီးလာတဲ့အခါမှလည်းခြေလက်တွေကတုံ့ီလေးလန်းလာမယ် ဒါလူတိုင်းဖြစ်ကြရမယ့်သဘာဝပါပဲ။ဒါကြောင့်ကိုယ့်ရဲ့မိဘတွေတက်ကြီးလာတဲ့အခါသူတို့ရဲ့ခြေလက်တွေမခိုင်လို့တုံ့ီလေးလံလာတဲ့အခါမျိုးမှာမညိုညင်ကြပါနဲ့။ဒီလိုအမေမဆွမ်းဖြစ်လာတဲ့မိဘတွေကိုချစ်ခင်ကြင်နာယူရပြီးကိုမျိုးသက်လေးတွေရဲ့ရှေ့မှာကိုယ့်ရဲ့မေတ္တာတရားကိုပြသပါ။ဘာကြောင့်လဲဆိုတော့ကလေးတွေကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ပြုမှုတွေကိုသင်ယူတယ်၊မှတ်သားတယ်။ပြီးရဲ့အခါမိတ်ဆွေတို့ကျွန်တော်တို့လုပ်တဲ့အတိုင်းလိုက်လံပြုမှုတတ်ကြပါရဲ့။ ဒါကြောင့်ဒီနေ့မှာကိုပြုတ်လုတဲ့ခံနိုင်ဟာနောက်တစ်ချိန်မှာကိုစီကိုပြန်လာတတ်သမြဲပါပဲ။ဒီနေ့မှာကိုဟာသားတယောက်ဖြစ်နေပေမဲ့နောက်တစ်ချိန်မှာတင်အားဖခင်တယောက်ဖြစ်လာမှာပါ။ဒါကြောင့်ကိုရဲ့မိဘတွေမတည်ခင်လေးမှာကျူရဲ့ထမင်းတန်တန်တိုင်ဟာသူတို့ပဇတ်ထဲကိုရှော့ရှော့ရှီရှူဝယ်ပါသေး။မျိုးချလိုက်တိုင်းနင်းနေရတဲ့ထမင်းလုံးမျိုးမဖြစ်ပါသေးနဲ့။ ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီဗီဒီယိုလေးကနေအတီတရားတစ်ခုခုရရှိကြပြီးမိဘကျေးဇူးကိုဆက်နိုင်သူတွေဖြစ်ကြပါသည်လို့ဆုတောင်းရင် အဆုံးသတ်လိုက်ပါရသည်။ချစ်တော်မိမြမာနိုင်ငံတို့ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါသည်။ကြည့်ရှုပါပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါရဲ့ဗျ။ကျွန်တော်ကတော့စီစဉ်တက်ဆက်သူဒါညီဖြစ်ပါတယ်။